ထိုင်းမှာကျမလိုမျိုးအလုံးမရှိလို့အလုရှာနေတဲ့တငယ်ချင်းတွေကိုကြိုက်နှစ်တဲ့ပွဲစားအလုတ်ကိုရပြီဆိုပြီးတော့တေချာပြီဆိုပြီးတော့ဝမ်းသာအားရနေရန်ပြီးတော့မသွားလိုက်ကြနဲ့ပေါ့နော်ဘာလဲဆိုလို့ရှိရင်ကျမဆိုလို့ရှိရင်တစ်နှစ်ခွဲပေါ့နော်အလုတ်မရှိတဲ့အခါကျတော့အလုတ်တရားလဲထိုင်းနိုင်ငံမှာအရင်လိုခင်မကောင်းတော့ဘူးစက်ယုံတွေက35ကျော်ရင်မယူတော့ဘူးနော်ဒါကြောင့် ပစင်းတင်လို့ရှိရင်အသက်ကိုလိမ်ပြီးတော့တင်ကြပါเนาะပြောချင်တာကအဲ့ဒီအလုပ်ကိုသွားချင်တယ်ဆိုပြီးတော့အဲ့ဒီအလုပ်ကကိုနဲ့ကြိုက်တယ်များသောအားဖြင့်အထိမတွေကရှက်စကတက်လာအသက်ဘလောက်လဲဒါတွေကအရင်စမေးတယ်เนาะဒီမှာသွားလိုက်တယ်ဝမ်းသာအားရနဲ့အလုပ်မရှိရတနေ့ကျော်ပြီဆိုတော့အလုပ်လည်းရဝမ်းသာအားနဲ့သွားလိုက်တယ်စမတ်ခါလည်းဈေးချိုတယ်ဟုတ်လားစမတ်ချစမတ်ခါလည်းဈေးချိုတယ်ဆိုတော့အခါကျတော့1500ဆိုတော့သွားလိုက်တယ် စက်ရုံအလုပ်တော့မဟုတ်ဘူးပေါ့နော်ဟိုမိသားစုအိမ်လုပ်ငန်းပေါ့နော်တို့တလာမှာဟိုဘူးလေးနဲ့ရောင်းတယ်ဟလာဆက်လက်ရွက်ကလေးနဲ့ဟိုအသားလေးနဲ့လိတ်ရတယ်လိတ်တယ်ပေါ့နော်လိတ်ပြီးတော့ဘူးရက်ထည့်ရတယ်အဲ့ဒီအလုပ်ကိုသွားလိုက်တာပါဟိုကြတော့ကောင်မလေးနှစ်ယောက်ရှိပါတယ်ကောင်မလေးနှစ်ယောက်ရှိတယ်သူကတော့ ဟိုလူကောင်းအနှစ်ကျော်ပြီဆိုတော့1400တောင်ရှင်းစကားတက်တယ်ဆိုတော့1400တောင်ရတယ်တယောက်ကကြတော့တလခွဲပဲရှိသေးတယ်ရှင်းစကားတက်တယ်9000ကျမကတော့ရှင်းစကားမတက်ဘူးဆိုတော့8000ပဲပေးတယ်ရှင်9000ဆိုပြီးတော့သွားလိုက်တာဟိုလဲကြတော့အလုစင်းတယ်အလုစင်းတော့မနက်2နာရီလို့ထရတယ်နော်မနက်2နာရီ2နာရီထအလုလောက်ရတယ်အဲ့အသားတို့သွားလိုက်ရအဲ့ဆလတ်ရွက်တွေနဲ့အသားတို့သွားလိုက်ရလိုက်ပြီးတော့6နာရီထပြန်လာရတယ်နောက်ပြီးတော့ အမနက်၈နာရီကနေတစ်ခါပြန်သွား၈နာရီကနေပြီးတော့ည10နာရီခွဲ10နာရီ10နာရီခွဲ17တိအောင်အလုံးလုံးရတယ်เนาะဆံပေးပါတယ်အခန်းတော့အခန်းရင်ပြီးတော့ free ပေါ့เนาะဆံပေးတယ်ဘယ်မလဲအဲ့ချိန်တော့အပြင်းကြရေမှုချိုးမှနဲ့စားမှနဲ့တောက်မှနဲ့เนาะအမ်ပိုးဆိုးတာကမနက်9နာရီလို့သွားပြီးတော့အလုံးလုံးပြီး6နာရီပြန်တယ် 9နိုင်ထောက်အိတ်မပြောတော့ဘူးအိတ်မပြောတော့ဘူးเนาะအဲ့ဒါလို့ကျမ်းပါကြီးထိခိုက်မယ်เนาะဒါကြောင့်ပြန်လာခဲ့ပါတယ်ကျမ၃ရက်ပဲအလုပ်လုပ်ခဲ့တယ်နောက်တစ်ချက်ကရှိသေးတာကသူကလာစာကိုတလနဲ့မှာ15ရက်45ရက်ပြည့်မှာထုတ်ပေးပါတယ်ဒီချားတဲ့ကိုဒီချားတဲ့ကိုအလုပ်လုပ်နေတဲ့ချားတဲ့မှာကိုဟင်းချက်စရာဝယ်ချက်ဖို့အတွက်ချင်းဝင်ထုတ်ပေးပါဆိုတော့လုံးဝထုတ်မပေးပါဘူးတဲ့ ထုတ်ဝေးပါဘူးထုတ်မပေးပါဘူးတဲ့လာတလာပြည့်ပြီးခါမှထုတ်ပေးပါမယ်တဲ့เนาะကိုစည်းရုပ်ကိုစား ပြီးတော့ပြန်လာခဲ့ရပါတယ်เนาะကျမရှေ့ကထွက်သွားတဲ့ကောင်မလေးပအိုးမနှစ်ယောက်ဆိုလို့ရှိရင်သူဆိုရင်သူတို့နှစ်ယောက်ဆိုရင်ဟွန်း၈ထောင်တဲ့မနေ့နှစ်နာရီထိုးပဲအလုပ်ဆင်းပြီးတော့၈နာရီကျတော့ပြေးပြီသူတို့ကဘာကိုအဆင်ပြေတယ်လဲဆိုလို့ရှိရင်သူတို့ကကျတော့ ဟိုသူတို့ပွဲစားကစမခ900အလုံးလုံးကြည့်အောင်မယ်အစင်ပြေမှစမခပေးမယ်ဆိုပြီးတော့သူတို့အစင်မပြေတဲ့အခါကျတော့သူတို့ပြေးပြီအဲအဲ့ဒါတစ်ချက်ကောင်းတော့ဘောနော်စမခအဲ့လိုမျိုးမပေးသေးဘူးအလုံးဆင်းပြီးခါမှနင်တို့ပွဲစားတွေပြောတယ်လို့မဟုတ်လို့ရှိရင်ဟိုမပေးဘူးဘောနော်အလုံးပြောင်းရပေါ့အဲ့လိုမျိုးဘောပြောရရင်တော့အဲ့လိုမျိုးအခက်အခဲတွေရှိပါတယ်เนาะဒါကြောင့်အလုံး ရှာမယ်ဆိုလို့ရှိရင်အလုတ်ချိန်ပဲချိန်ပဲချိန်ဆင်းရတယ်ပဲချိန်ပြန်ရတယ်နော်သေးသေးချာချာလေးမေးကြပါကိုယ့်ရဲ့ပွဲစားတွေကိုလစာဘယ်လိုထုတ်တယ်လစာဘယ်နှစ်ရက်နေပြီးတော့ထုတ်တယ်ရက်ပေါင်ဘယ်နှစ်ရက်နေပြီးတော့ထုတ်တယ်ဆိုတာသေးသေးချာချာမေးကြပါနောက်တစ်ချက်ကဆန်ပေးတယ်အခန်းပေးတယ်အခန်းရင်မိ ဆံပေးတယ်အခန်းပေးတယ်အခန်းစဘောတထည့်တင်ပေးတယ်ဆိုပြီးတော့တိုင်းဝမ်းသာအားရနဲ့မသွားလိုက်ကြပါနဲ့เนาะကျမဆိုလို့ရှိရင်2000 2021တော့ခြာချင်းဆောင်ချွန်ပူလီမှာပန်းအတုထုတ်လုပ်တဲ့စက်ရုံတို့ခရစ်စမတ်ဒီမှာဟိုခရစ်စမတ်ဒီမှာလို့တပင် tree တပင်ပေါ့နော် အတုပေါ့နော်အဲအဲ့လိုမျိုးဟိုပန်းခတ်တွေအတုတွေအဲ့လိုမျိုးလုပ်တဲ့စက်ရုံမှာသွားခဲ့တယ် အခန်းစပေါ်တထည့်တင်ပေးဆိုဝမ်းသာအိုင်းတော့သွားကြဟိုကြတော့လူအားလုံးပေါင်း17ယောက်ရှိတယ်เนาะ17ယောက်ရှိတယ်လေမယားတွေကြတော့နှစ်တောင်းတယောက်ကိုတတောင်းနှစ်ယောက်ကိုနှစ်တောင်းအားလုံးပေါင်းကောင်မလေး၄ယောက်ဆိုလို့ရှိရင်လေတခန်းနဲ့နဲ့၄ယောက်နေလေ၄သောင်းဝယ်ပေးရမယ်9ယောက်နေလေ9သောင်းဝယ်ပေးရမယ်9သောင်းပေးရမယ်အဲ့တော့တရားနဲ့တရားစကားကြီးများကြမှာပွဲစားရည်နဲ့သူတို့တွေစကားကြီးများကြကိုလည်းကိုပွဲစားကိုဖုံးဆက်ပြီးပြောတယ်လောဘမျိုးပွဲစားတွေကိုယ်တိုင်ကကိုပဲ လုံးဝမယူခန်းစဘောတယောက်တောင်းဆိုတာအဲ့မှာစကားတွေမရဘူးတော့အလုပ်တွေမစင်းကြအောင်မစင်းကြတဲ့ထက်ကမယူတော့အတင်းမောင်းထုတ်တယ်ပစ္စည်းလည်းအကုန်ကြီးရတယ်အဲ့ဆယ်ရအဲ့လိုပဲတဲ့အဲ့လိုမျိုးဟိုဂျုံခဲ့တဲ့ခါကျတော့အဲ့မှာရှိတဲ့လူဟောင်းတွေက9နှစ်8နှစ်လောက်ရှိပြီအဲ့ဒီမှာသူတို့တော့လည်းသူတို့တော့ကတော့ပေးရတယ်9000နဲ့အခုလူသစ်တွေ1000ဆိုတဲ့ခါကျတော့ ဲ့ဒီတောင်သူတို့လည်းတုံးတောင်ထပ်ပြီးတော့ဖြတ်ခဲရပါတယ်။အဲ့ဒါလိုမျိုးကြုံခဲ့ရပါတယ်။ဒါကြောင့်မို့လို့အလုရှာမယ်ဆိုရင်တည်တည်ချာချာလေးစုံစမ်းလေ့လာပြီးတော့ရှာကြပါလို့နော်။အလုရပြီဆိုတိုင်းဝမ်းသာအားရနဲ့ဟိုချက်ချင်းမသွားလိုက်ကြပါနဲ့နော်။တည်တည်ချာချာလေးလေ့လာစုံစမ်းကြပါလို့နော်။ကျမကတော့စမခါ1500တော့ဆုံးတော့ပေါ့နော်။